တော်ဘဝကိုစိတ်ချရအောင်ဘာတွေလုပ်အောင်လဲဆိုပြောတယ်ညဆော်ပြားကတော်ဘဝစိတ်ချခြင်းလို့ရှိရင်တတ္ထာတီလတုဒ္ဓစာကပညာပေါ့တရာတီလစာကပညာတခါတည်း၄မျိုးပဲဟောတယ်ခါလေး၅မျိုးဟောတယ်အဲ့တော့တတ္ထာတီလတုဒ္ဓစာကပညာလို့ဆိုတဲ့ဒီအရေးချင်းနေကုသဏ္ဍမှာရှိအောင်အေးယုံကြည်ချက်ရှိရမယ် မြတ်စွာဘုရားရဲ့အဆုံးအမကိုယုံကြည်တယ်ယုံကြည်တယ်ဆိုတာလက်ခံတယ်လိုက်နာတယ်အဲ့ဒီတရားရှိလာလို့ရှိရင်ဘာဖြစ်လဲကိုချင်းတရားကိုထင်းထင်းဆောက်ရှောက်တယ်နည်းဆုံး၅ပါးတိလာလုံအောင်ထင်းထင်းဆောက်ရှောက်မယ်တိလာတုတမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေစီဘူးအထုတ်မယ်လောကမှာအကျိုးရှိရာအကျိုးရှိကြောင်းစာပေတွေဖတ်ဖတ်မယ်သိယူမယ်မှတ်သားမယ် လောကမှာရှိတဲ့ဤပညာတွေကိုသင်ယူမယ်မှတ်သားမယ်ဒီပညာရတရားနဲ့ကိုယ့်ဘဝကိုအကျိုးရှိချောင်းယူပြန်နောက်တဲ့ခါကျတော့ပညာစာကရလာတဲ့ပစ္စည်းဥစ္စာကိုအများနဲ့ခွဲဝေပြီးတော့သုံးနိုင်တယ်စွန့်ကြဲတယ်ပြီးကန်းတယ်စာကဟောနောက်ဆုံးတစ်ခုကျတော့ပညာဒါကတော့အရေးကြီးဆုံးပဲပညာဆိုတာစိဘူးအထောက်ပါစိဘူးအထောက်တာဘယ်နည်းနဲ့စိဘူးအထောက်တယ်လို့မေးမယ်ဆိုလို့ရှိရင်ကိုယ်တိုင် အခုလို့တရားနာတာလဲပညာရအောင်လုပ်တာလဲစာပေဖတ်ရှုတာလဲပညာရအောင်အထုတ်တယ်နောက်ဆုံးမှမသိတာတွေကို မေးတယ်မရှင်းတာတွေကို မေးတယ်ဆိုလို့ရှိရင်လဲဒါလည်းပဲပညာပဲပညာပါရမီဆိုတာကိုယ်တိုင်သင်ယူခြင်းလို့ဆိုလိုတယ်ကိုယ်တိုင်သင်ယူတဲ့ပုဂ္ဂိုလ်ဟာအခုဘဝမသိတာအခုချက်ချင်းတတ်သွားတယ်ပေါ့ဒီလိုဆိုလို့ဆူတောင်းနေရမယ့်အရာမဟုတ်ဘူးကိုယ်တိုင်သင်ကိုယ်တိုင်တတ်သွားတယ်ပေါ့အေး အဲ့လိုတရသီလသုဒ္ဓဆာကပညာလို့ဆိုတယ်ဒီရည်ချင်းနေနဲ့ကိုယ့်ကိုယ်ပြည့်စုံအောင်လုပ်ထားပြီးဆိုရင်မြတ်စွာဘုရားကဒီရည်ချင်းနေကဘယ်တော့မှအောက်ကိုမချဘူးတဲ့ထောပတ်အိုးကြီးကိုရေထဲမြုပ်ပြီးတော့ခွဲလိုက်တဲ့အခါမှာအိုးခွဲတွေကသာအောက်ရောက်ချင်းရောက်သွားမယ်ထောပတ်တွေကတော့အပေါ်တက်လာမှာပဲတရားနဲ့ထုံမှန်းထားတဲ့စိတ်တွေသီလနဲ့ထုံမှန်းထားတဲ့စိတ်တွေသုတ္တစာကပညာတို့နဲ့ထုံမှန်းထားတဲ့စိတ်တွေဟာ ဘယ်တော့မှအောက်ကိုဆွဲချမှာမဟုတ်ဘူးတဲ့အများအားအပေါ်တက်လာမှာဒီလိုဟောတာဟာတံပရာယိကထာလို့ခေါ်တယ်။နောက်ဘဝကောင်းကျိုးချမ်းသာအတွက်စိတ်ချရအောင်ခေါ်တဲ့တရားပါ။